နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါれမေလ22ရက်ဇာတာပတိနေ့ ရှမသည်ခရဝင်အခန်းကြီး16ခန်းငယ်27မှ28ထိုမတပါကိုရောသည်ယေရုရှလင်မြို့သို့သွားရမည်လူအကြီးအကဲယိဘရောဟိတ်အကြီးချမ်းပြူစီယာတို့လက်၌များစွာခံရမည်အသေးသက်ချင်းကိုလည်းခံရမည်သုံးရမြောက်သောနေ့၌ထမြလိမ့်မည်ဟူသောအကြောင်းများကို ထိုအခါမှစ၍တပည့်တော်တို့အားပြတော်မူ၏ထိုအခါပေတရုသည်ကိုရောကိုမိမိနှင့်အတူခေါ်၍ ။သခင်ကိုရိုနာဤသို့မဖြစ်ပါစေနှင့်။ဤမှုသည်ကိုရိုနာမရောက်ရာဟုအပြစ်တင်သောစကားကိုရှောက်တော့ကိုရိုသည်မျက်နာတော်ကိုလဲ့၍အချင်းရန်သူငါနောက်သို့ဆုတ်တော့တင်းဒီငါတိုက်မိ၍လဲเสียအကြောင်းဖြစ်၏။တင်းဒီဖျားသခင်ဤအရာကိုစိတ်မဆွဲလန်။လူတို့၏အရာကိုသာဆွဲလန်းသည်ဟုမိန့်တော်မူ၏။ထိုအခါယေရှုကငါ၌စိတ်ကဲ့လိုသောသူဖြစ်လျင်ကိုကိုကိုညှင်းပယ်ရမည်ကိုလက်ဝါးကားတိုင်ကိုထမ်း၍ ငါနောက်သို့လိုက်ရမည်အကျဉ်သူသည်မိမိအသက်ကိုကယ်ဆယ်ခြင်းကအလိုရှိ၏ထိုသူသည် အသက်ရှုံးလိမ့်မည်အကျဉ်သူသည်ငါကြောင့်အသက်ရှုံး၏ထိုသူသည်အသက်ကိုတွေ့လိမ့်မည်လူသည်ဤစัจ java လာကိုအကျွေးမဲ့အစိုးရ၍မိမိအသက်ဝိညာဉ်ရှုံးနေအဘယ်ကျေးဇူးရှိသည်နည်းမိမိအသက်ဝိညာဉ်ကိုအဘယ်ဥစ္စာနှင့်ရွေးနိုင်သည်နည်းလူသားသည်မိမိအဖခမင်းတော်၏ဘုံအမှုဘော်ကိုဆောင်ရက်ကောင်းကင်တမန်အချံအယံတို့နှင့်ကြွလာတော်မူလက်တက ထိုအခါသူအတီးအတီးကျင့်သောအကျင့်နှင့်အလျောက်အကျိုးအဖြစ်ကိုဆက်ပြီးတော်မူလက်တံငါအမှန်ဆိုဒီကလူသားသည်နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကိုဤရဲ့၌ရှိသော သူချို့တို့သည်မမြင်မီသိခြင်းသို့မရောက်ရကြဟုတပည့်တော်တို့အားမိန့်တော်မူ၏အချင်းသူသည်မိမိအသက်ကိုကယ်ဆယ်ခြင်းကလိုရှိ၏ ထိုသူသည် အသက်ရှုံးနေမည်အကျဉ်သူသည်ငှားကြောင့်အသက်ရှုံး၏ထိုသူသည်အသက်ကိုတွေ့လိမ့်မည်ရှမတဲခရဝံခန်းကြီး26အငယ်25ဘဝအသက်ကိုဆက်ကက်ထိုက်သောချစ်မေတ္တာ19ရာစုနှင့်အင်္ဂလိပ်လူမျိုးဖုံးတော်ကြီးဝီလျံတမ်ဘယ်ဒီတချိန်က အော့စပရိုဒက်တိုကျောင်းသားများအားဒေသနာဝင်ခဲ့ရာတွင် လဝကတိုင်တော်ကြည်၍အံ့ဩဖွယ်ရာကျူဓမ္မတိမစာသားများဖြင့်အဆုံးသတ်ခဲ့သည်ထိုသချင်းကို ပေါပေါတန်တန်သဘောမထားရန်တတိပီလျက်စာသားများကိုစိတ်ထိတွေ့ပြီးစာသားအတိုင်းဆက်ကပ်လျင်အတန်ကျင်နိုင်သလောက်ကြဲကြဲဆိုပါစာသားများကို စိတ်မထိတွေ့လျင်အတန်မထွက်ပဲငြိမ်ငြိမ်လေးနေပါ စာသားအချို့ကသာစိတ်တွတ်ထိပ်ပြီးပို့တွ၍ဆက်ကပ်လိုလျင် ဖွားဖွားလေးသာတည်ဆိုပါဟုဆရာထမ်ဘယ်ကပြောပါသည်ပရိသတ်များညင်သက်သွားပြီးမျက်လုံးများကစာသားများသို့ရောက်သွားသည်ထောင်နှင့်ချီသောအတန်များကစတင်၍ဖြင်းညင်းစွာတည်ဆိုကာမေတ္တာရောမြတ်အောက်မေ့သောခါအတ္တဝိညာဉ်ဆက်ကမှပြီဟူသောနောက်ဆုံးအပိုက်စာသားကိုအလေးအနက်ပြု၍တည်ဆူကြတော်သည် ရှင်ယေရှုကိုယုံကြည်၍သူ၏နောက်တော်သို့လိုက်လျှောက်ခြင်းသည် ကျွန်ုပ်တို့ထံမှရှိသမျှတောင်းဆိုမှုကို ပေးမည်ဟုလက်တွေ့ကြသည့်ချစ်ချင်းကို ပြရန်သဘောတူခြင်းဖြစ်သောကြောင့်၎င်းသည် လက်တွေ့ကြသည့်အမှန်တရားအရေးကြီးဆုံးသောရွေးချယ်မှုဖြစ်ကြောင်းတက္ကသိုလ်ကျောင်းသားများနားလည်သဘောပေါက်ခဲ့သည်သခင်ခရစ်တော်နောက်လိုက်လျှောက်ခြင်းသည်တသက်တာလုံးအကျွင်းမဲ့လိုက်လျှောက်ရန်လိုပါသည် ငါ၌စိကက်လိုတော်သူဖြစ်လျင်ကိုကိုညင်းပေရမည်ကိုလက်ဝါးကတိုင်ကိုထမ်း၍ငါနောက်သို့လိုက်ရမည်ဟု သခင်ယောရှင်စွာမိန်တော်မူ၏မိသူမြပော့ပော့တန်တန်ထိုရွေးချယ်မှုမပြုသင့်ပါသခင်ယေရှု၏နောက်တော်လိုက်လျှောက်ခြင်းသည်နှက်ဆိုင်သောဝမ်းမြောက်ခြင်းကိုရယူရန်နီလန်တစ်ခုလည်းဖြစ်သည်ကိုရောနှင့်အတူလျှောက်လန်းခြင်းသည်ကျွန်ုပ်တို့ အမှန်တောင့်တသည့်အတ္တတာဖြစ်ကြောင်းတွေ့ရလိမ့်မည်။၎င်းသည် အလွန်ကြီးမားသောဝိရောဓိဖြစ်ပုံရသည်။တို့ရတွင်ဘုရားသခင်၏ချစ်ချင်းမေတ္တာကိုတုံ့ပြန်ပြီးခရစ်တော်ကိုယုံကြည်လက်ခံကာမိမိ၏အတ္တစိတ်နှင့်မရေရာသည့်တောင်းဆိုမှုများကိုစွန့်လွတ်မည်ဆိုပါကစေဝိညာဉ်၌ကျွန်ုပ်တို့တောင့်တသည့်အတ္တတာကိုဧကံရရှိမည်ဖြစ်သည်။ သခင်ယေရှုကိုယုံကြည်ခြင်းသူ့နောက်တော်သို့လိုက်ခြင်းအတွက်သင်ပါပေးဆက်ရသည်။မိသည့်အကျိုးရရှိသည်။ချစ်တော်ဖျာသခင်နောက်တော်တို့လိုက်လျှောက်ရမှာမလွယ်တော့လေကျွန်ုပ်ဘဝနဲ့ပိုင်ဆိုင်သမျှကိုကိုရော့ထံအနံ့လိုပါ၏သခင်ယေရှုနာမ၌ဆုတောင်းပါ၏ နေ့စဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။